မိတ်ဆွေများတော်ခုနှစ်ကြိမ်အတွက်နော်အနန်းလေးကျဲရင်တော့ထိုးကြည့်လိုက်ပါဦးကျွန်တော်လည်းခုနပြောလိုပဲစိုက်လေးတစ်ခုစိတ်ကူးမိရပေါ့စိုက်ရတာလွယ်လွယ်လို့ကြတော့စိတ်ကူပြဲ့နေနော်ဒီစိုက်လေးကိုတော့လိုင်းပေါ်မှာတွေ့ရတော့တွေ့တယ်ဗျာနော်တင်တယ်ဒီကောင်လေးကဒီစိုက်လေးကတွားနေကျွန်တော်ပေးမယ်မတူဘူးနှစ်ချိန်စက်တိုက်ပေးဆိုတာသူများလိုင်းပေါ်တင်နေဆရာကြီးတော်တော်လေးဒီကောင်ဒီလိုင်းလေးကောင်းတော့ကောင်းနေဗျာ ိုက်လိုင်းနေပြန်ကြည့်ကြည့်လိုက်နော်ပြန်ထောက်တဲ့လိုင်းလည်းသူကလည်းဒီမှာညတို့6နှစ်ကိုတနည်းနည်း3နှစ်4နှစ်ကျော်အောက်တခုံပြန်သင်ခွန်ပရိတ်ပြီးတော့10ပရိတ်တနည်းနည်း3နှစ်4နှစ်အောက်ပြန်သင်9ပရိတ်ဒီဘက်နှစ်ကိုပြန်သွားမှန်းနော်အဲ့တော့မိတ်ဆွေများဒီဒီခုနှစ်ကြိမ်မှာညတို့4ပရိတ်အောင်တဲ့ site လေးကနေတော့ကျွန်တော်ကျွန်တော် line မဟုတ်ပါဘူး line မှာကျွန်တော်ဒီ line တွေ့တော့ကျွန်ကို line ကိုပဲကျွန်တော်အပြုထိုးတော့ကျွန်တော်လွဲတယ်ဒီ line လေးကပေးတော့ဒီ line လေးကပေးသွားနေတာနော်သူကဒီ line လေးကဘယ်လိုလဲလို့ဇာလန်းလေးကခုနောက်ပြီးသုံးနောက်ပြီး30လို့ဖြစ်ပြီဒီမှာ၄ထိပ်ပြီဒီသုံးလုံးလုံး၄လို့ဖြစ်ပြီ၄ထိပ်၄ပြည့်ရိုက်တာအဲ့ line ရပါကျွန်တော် line မဟုတ်ဒီမှာ line ကကျွန်တော်လည်းဘယ်လောက်ကြီးပေးမယ်မထင်ဘူးဖြစ်နေတော့ကျွန်တော်လည်းအဲ့တုန်းက၄ပြည့်ကိုကျွန်တော်မရိုက်ဘူးဗျာသူများနေတိုင်းပေါ်တင်ပေးတယ်ဒီ site ကိုနော်ကျွန်တော်မရိုက်ဘူးကျွန်တော်မကြိုက်ဘူးဖြစ်နေတာ ပေးတော့ဘူးထင်တယ်ပြီးတော့သူကလေးပတိပေးပြီးတော့တိပတိဇက်တိုက်ပေးတာနော်မှန်တာမဲဒုတိယကမလဲသူကခွန်ခွန်နောက်ပေးသုံးနောက်ပေးလေးထိပ်ဒီလိုလေးလိုဖြစ်ပြီးဒီမှာကနောက်တနေ့ကိုသူကကိုတုံညာကလေးပတိရိုက်တာလေးပတိရိုက်ပြီးတော့သူကတိပတိပေးတာပဲတတိယကညတို့နှစ်ထဲမှာ2025ခုနှစ်မှာလဲသူကပေးလာတာနော်ခွန်နောက်ပေးသုံးနောက်ပေးလေးထိပ်လို့ဒီလိုသုံးလုံးပေါင်းလေးလိုရိုက်ပြီးသူကကျွန်တော်လေးပတိလို့သူအောင်သွားတာပဲနော် ကျွန်တော်လည်းကျွန်တော်ဒီချိန်မှာကျွန်တော်ပေးမယ်မထင်ဘူးဗျာတိပတိလေးတိတ်ဝီတိပတိပြန်ရိုက်တာလူလူတကက်ထဲရိုက်သွားတာနော်အဲ့မကြည့်နဲ့လေးပတိရိုက်တယ်တိပတိရိုက်တယ်ဒီမှာလည်းဆိုကိုတို့ညာကလေးပတိရိုက်ပြီးတိပတိရိုက်တာနောက်တော့ကျွန်တော်တို့2025ခုနှစ်မှာလည်းလေးပတိရိုက်ပြီးတိပတိဖြုတ်လို့ရိုက်ချသွားတာဗျာနော်အအောင်တဲ့အကောင်နဲ့ကနန်းများလည်းစိုက်မြန်းမျိုးစိုက်ပြောတော့ပါနော်သူပေးရင်လည်းပေးကြပါကျွန်တော်ဘလောက်အထောက်ထားနေကောင်းကောင်းပေးမထင်တာမပေးဘူးသူဒီအားလေးရတော့ထောက်ထား သိရလေကိုကမယုံဘူးပေါ့မယုံတော့ကြပေးသွားမယုံတော့ပေးတော့ကြတော့ခုဒီလိုက်မှကတော့ပြန်ပြီးသုံးတန့်ကြည့်ရတာပေါ့နက်နက်ကတလုံးပေးလာတော့ကျွန်တော်ဒီတရက်ကကြတော့စဉ်းစားရတာပေါ့ဗျာနော်အဲ့တော့ဒီလေးပြိကြတယ်တစ်ပြိကြတယ်ကျွန်တော်နောက်တဲ့ချိန်မှကြပြောတာ6ရှစ်တွဲလို့ကြတာနော်စဉ်းစားရလေးကနော်ဒါပေမဲ့ကျွန်တော်က ။အမှုကြံတော့တော့ရိုင်းတော့ရိုင်းတယ်ပထမကတ်လည်းပေးတယ်ဒုတိယကတ်လည်းပေးတယ်တတိယကတ်လည်းသူက6 8တွေအောင်တာပဲ။နောက်ပထမကတ်ပြန်ကြည့်လိုက်တော့ဥတုံညာက၄ပြိတ်ရိုက်တယ်၄ပြိတ်ရိုက်ပြီးတော့တိပြိတ်ရိုက်တာ။တိပြိတ်ရိုက်ပြီးတော့6 8အခွာနဲ့ပြန်ရိုက်ခဲ့တာပဲ။နော်။ဟုတ်ပြီ။အဲ့လိုဆိုရင်တို့ဒီချိန်မှကျွန်တော်တို့ဒါမရိုက်ရဲတော့မရှိတော့ဘူးရိုက်ရတော့မှာပေါ့။နော်။၄ပြိတ်ရိုက်တယ်တိပြိတ်ရိုက်တယ်။အောက်မှာ6 8တွဲလို့သူရိုက်မလား။ ဟုတ်ပြီအဲ့ဒီချိန်မှာရမ်းရိုက်ပြီမယ်လို့လို့လည်းသူကဒီမှာကျွန်တော်ကမြင်လာတာလေးကိုတော့မိတ်ဆွေများကိုလည်းကျွန်တော်ကပြန်လဲဝင်မြရင်လို့ပါနော် အော်တာမပေါက်တော့ကံတရားပုံရဟမ်ဆိုင်လေးကလည်းဒီချိန်မှာတော့လုံးလုံးမလားလုံးလုံးမလုံးသားသားကျွန်တော်ကံတရားပဲဒါကြောင့်ရမ်းရမှာတော့ရမ်းရမှာပဲနော်ဘလို့လဲဆိုတော့ပြန်ပြောပြောရှင်းပြအောင်နော်ဒီခုနှစ်ချိန်မှာရိုက်ဖို့အတွက်ဒီသုံးလုံးမုံလေးလို့ဖြစ်ပြီးလေးပိတ်လို့အောင်လေးပိတ်ရိုက်ပြီးတိပိတ်လို့အောင်သွားပြီအောင်သွားပြီးတော့ရှောက်ရှိ ခွာ68ခွာဟောက်တာမဟုတ်တာပါထားအောင်ဗျာနော်သူ့ရဲ့ဒီပြင်မှာ6ထိပ်ပေးလာတာနော်ကျွန်တော်ပြီးကြ6ထိပ်ကိုကျွန်တော်ရှင်းပြအောင်နော်ဒီမှာက68တွေပေးတာကို68 68ဒီ6ပရိလို့ရိုက်တာနော်သူ့အပေါ်မှာကနော်သူ့ရဲ့တစ်ချိန်တစ်ချိန်သုံးချိန်ဒီသုံးလုံးလုံးလေးလို့ရိုက်ပြီး၄ပရိရိုက်ထားခဲ့အဲ့ဒီ၄ပရိက7နှစ်၄7နှစ်၄လို့ရိုက်ပြီးနောက်နှလုံးပေါင်း6နော်နောက်နှလုံးပေါင်း6မလို့ညတော့ သူ့ရဲ့တစ်ချိန်တစ်ချိန်တစ်ပတိအောင်ပြီးရင်သူက6ပတိလူရိုက်ခဲ့တာအာတော့ကျွန်တော်တို့ကနန်းတော့လုံးမှန်ရရင်တော့မိစမရရိုက်မှရိုက်ပြောရိုက်ပြောတယ်ဗျနော်လုံးမှန်ကိုစိတ်ကြိုက်လေးရရင်တော့နော်သူ့ပုံမှန်ရဲ့သူတို့6ရက်တွင်းနေဆိုနေကျွန်တော်တို့နော်နာပတိကိုရင်ပြရမယ်ဗျာကျွန်တော်ရှိတဲ့နဲ့နောင်နှလုံးပေါင်း6တိ6နောင်နှလုံးပေါင်း6ကြောင့်မလို့ညတို့တပင်ကြော်လိုက်တဲ့နေမှာ6ရှင်းနေတိ6ပြည့်ရိုက်တယ် ဟုတ်ပြီအဲ့ဒီကညတို့တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်တောင်အောင်လို့ရှိရင်ကိုတုံညာကလေးပရိရိုက်တယ်လေးပရိရိုက်ပြီးသူကအောက်ကြိမ်မကြတိပရိရိုက်တာအော်တိုတိပရိဖြုတ်ရိုက်ပြီးတပြင်းနဲ့သူအပေါ်ကကိုတုံညာငါနောက်နှလုံးပေါင်းငါမလို့နော်နော်ညတို့တစ်ကြိမ်တစ်ကြိမ်သုံးကြိမ်မှညတို့ရောက်တဲ့ပြင်မှာ6ရှစ်အတွင်းနဲ့သူကငါပရိလို့ရိုက်လိုက်တာဘာကြောင့်ငါပရိရိုက်နေတော့ကျွန်တော်ဒီမှာတုံညာငါတွေဒီကိုတုံညာငါနောက်ပေါင်းငါဒီငါပရိရိုက်တာဒါကျွန်တော်အမြင်ပါ ပေးချင်လည်းပေးမယ်မပေးချင်လည်းမပေးဘူးချဲဆိုတော့မပေးတာများတာပဲနော်ကျွန်တော်တို့ကတော့ခုနပြောလို့ပဲငင်သာလေးတော့ကိုချင်းချင်းနေတော့ကျွန်တော်လည်းမနေနိုင်ဘူးရပြဟိုဝေမြရင်တော့ဟုတ်ပြီကျွန်တော်ရောက်တဲ့နေ့မှပြန်ကြည့်ကြည့်တယ်နော်ဒီကောင်းလေးကလည်းဒီသုံးလုံးပေါင်းလေးလူရိုက်တယ်လေလို့ရိုက်ပြီးတော့လေးပိတ်ရိုက်တယ်လေးပိတ်မှာသူက963လို့ရိုက်ထားတယ်ကြာအားထည်တည်တော့နှလုံးပေါင်းတော့63တွဲတယ်နောက်နှလုံးပေါင်း9နှလုံးပေါင်း9ကိုသူကဥပရိရိုက်ခိုင်းတာ နော် तू ကတော့စင်ငယ်စင်ငယ်ပုံစံမျိုးဆိုရင် तू ကဒီတိုင်းရိုက်ခိုင်းတာပေါ့နော်6ပရိ5ပရိမင်းအမြင့်ဆုံးနဲ့၄ရိတ်ပေါ့ဗျာ6 3ရ6ရှစ်တွယ်နဲ့ဆိုရင်6 3ရ8 4ပရိပေါ့နော်အဲ့မှ तू ကအပေါ်မှာစင်ငယ်ပြန်ကြည့်လို့ရှိရင်အပေါ်မှာက50 56သုံးဆိုတော့နောက်နှလုံးပေါင်းကိုဒီကိုပရိလို့ तू ရိုက်ခိုင်းလင်းတာပဲတော်တော်ရင်စဉ်းစားမနေတော့ဘူးဗျာနောက်နှလုံးပေါင်းကိုမလို့ဒီမှာကျွန်တော်တပင်းကြောလိုက်တဲ့ပြန်တိပိလိလို့ကြာပြီဆိုရင်ကိုဘူး ကိုပရိတ်ရိုက်မယ်ဗျာ။နော်မိတ်ဆွေများကိုပရိတ်ကိုပရိတ်ကိုဘာရိုက်မှာသူဘူတိုင်းရိုက်မှာသူတိတ်ရှည်ရှည်ဝေးစဉ်းစားမလားစဉ်းစားရတော့မလို့ဘူးဗျာနော်။ဒီချင်းနေလေးနော်လုံးပေါင်း6ကြောင်မလို့တိပရိတ်လိုကြပြီးတော့ဒီ6ရှေ့အတွင်းနဲ့ဆလိုဒါအခွာလေးနော်အခွာလေးလည်းယူရတယ်။6ရှေ့အတွင်းနဲ့6ပရိတ်ဖြစ်အောင်နှစ်တလုံးထည့်ပြီးရိုက်လိုက်တာ။ဟုတ်ပြီ။တဒုတိယကမလဲရောပြန်ကြည့်ကြည့်လိုက်နော်ဥတုံညာကနောက်နှလုံးပေါင်း၅မလို့ တပင်ကျော်လိုက်တဲ့ပြန်နဲ့တပရိအောင်နေတော်လဲရယ်နဲ့သူက6တိရှိသည်5ပရိဒီ5နောင်နှလုံးပေါင်း5ကြောင့်5ပရိရိုက်တာငါလည်းရလို့ရှိရင်သူက6 8တွင်တယ်ညောတစ်လုံးဒီ5ပရိပြောင်းတစ်လုံးထည့်ရိုက်တာသူကလူတော့ကွက်တိပဲဗျဟုတ်ပြီအဲ့လိုဆိုညတို့တတ္တိယကြီးညတို့လက်မှာမာအကရင်ပြေးလာရင်တော့ညတို့ဒါရိုက်ရိုက်ပြော်တာပဲဗျာနော်တခွက်တည်းရရင်မှာမိတ်ဆွေများနော်တခွက်တည်းပဲရလိုက်တော့မာထိန်နဲ့နောင်နှလုံးပေါင်း ကိုလိုရဲ့နဲ့လေးပတိလူအောင်တယ်ဒီလေးကိုလေးပတိလူသူအောင်လဲတွေ့နောင်လုံးမောင်းကိုသည်တိပတိလည်းခံထားတာတိပတိကလည်း6ရှစ်တွင်နေရတော့ငါးတလုံးထည့်ရိုက်လဲ6ရှစ်ငါမိစင်များနော်ကန်သန်းပေါ့ဗျာဒီတစ်ချိန်တကွက်တဲ့6ပတိရိုက်လိုက်ပေါ့အဲ9ပတိရိုက်လိုက်ပေါ့ဗျာဟုတ်လား6ရှစ်တွင်နေငါးနောက်ပိတ်နေရိုက်မှာဟုတ်ပြီအဲ့လိုဆိုလို့ချင်းသူဒီမှာပေးမဲ့တန်ကနော်ရတော့ပြန်ကြည့်ကြည့်လိုက်အဲ့တော့ဒီရိုက်ပင်မှာကြိုက်တဲ့ချိန်ကနော်အဲဒီကပြန်ထားလိုက်မယ်ဗျာ ခွန်ရ3ရ4ရဒီသုံးလုံးလုံးလေးပြီးတော့တစ်ချိန်တစ်ချိန်3ချိန်4ချိန်5ချိန်6ချိန်မှာဟဲ့လားရှင်းနောက်ပိနဲ့ခွန်ပရင်းနဲ့ဒီဟဲ့လားရှင်းနောက်ပိနဲ့ခွန်ပရင်းနဲ့ရှင်းနောက်ပိရှိတယ်နောက်နှလုံးပေါင်းတင့်နဲ့ကိုလိုဖြစ်ခဲ့ဒီမှာလည်းညောင်းလူရင်ဆင်းပြန်သည်နော်ကိုနောက်ပိနဲ့နောက်နှလုံးပေါင်းကိုသည်ဟဲ့လားဒီကောင်ဒီနောက်ပိနဲ့နောက်နှလုံးပေါင်းဒီကိုနောက်ပိနဲ့ဒီနှလုံးပေါင်းဒီရှစ် နောက်ပိနဲ့နောင်နှလုံးပေါင်းခုန်ဒီခွန်ကိုရှစ်ခွန်လို့ရိုက်ပြီးတဲ့ပဲနဲ့ခွန်ရှစ်ကိုပရိတ်သူရိုက်လာတာအဲ့လိုဆိုလို့ရှိရင်ရောဒီကိုနဲ့ခွန်နဲ့ပေါင်းရင်းဒီ6ဒီရောဒီပင်မှာ6ထိပ်လို့ဝင်လာတာနော်မေတ္တာတေချာလေးပြန်စဉ်းစားရရင်နော်ဒီသုံးလုံးပေါင်းကကိုလို့ဖြစ်တယ်ပရိတ်လေးကခွန်လို့ဖြစ်တယ်ဒီကိုနဲ့ဒီခွန်နဲ့ဒီ6လို့ဖြစ်ခဲ့တယ်ဒါဘုံဒီဖြစ်လာနော်ဟုတ်ပြီနောက်တက်နောက်တက်တက်ကသွားကြည့်လိုက်ကိုနောက်ပိနဲ့ ောင်နှလုံးမောင်းကိုနဲ့အဲ့ဒါကိုနောင်ပိန်နဲ့နောင်နှလုံးမောင်းကိုနဲ့ရှစ်လူဖြစ်တယ်ရှစ်လူဖြစ်ပြီးတပြိုင်နဲ့သူကရှစ်ပတိလေသူရိုက်တာအဲ့တော့ဒီနောင်နှလုံးမောင်းကိုနဲ့နောင်နှလုံးမောင်းဒီကိုနဲ့နောင်နှလုံးမောင်းကိုနဲ့ရှစ်လူဖြစ်ပြီးရှစ်ပတိရိုက်တယ်ဒီရှစ်နဲ့ဒီရှစ်နဲ့ပေါင်းရင်ဒီပေါင်းရင်ဒီအလုံးပေါင်း6လူပုံတွေဖြစ်ခဲ့တယ်ဟုတ်ပြီကျွန်တော်ဒီမှာလည်းညလို့ပြန်ကြည့်ကြည့်သုံးနောင်ပိန်နဲ့နောင်နှလုံးပေါင်းလေးဒီခုံလို့ဖြစ်တယ်သုံးနောင်ပိန်နဲ့ နောင်နှလုံးပေါင်းလေးဒီခွန်လို့ဖြစ်တယ်ခွန်လို့ဖြစ်နေပြန်နဲ့ကိုဗရိဒီခွန်နဲ့နောင်ဗရိနဲ့ပေါင်းရင်ဒီ6လို့ဖြစ်ခဲ့တယ်ကျွန်တော်ဆိုလိုတာကဒီသုံးလုံးပေါင်းရင်ကိုနဲ့ခွန်ဗရိနဲ့ဒီ6လို့ဖြစ်ခဲ့လို့ညတို့ကြတဲ့တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်၅ချိန်ရဲ့ဒီပြောပြီးမှ6ထိပ်လို့ဝင်လာလားကျွန်တော်အော်တိုဝင်လာတာဖြစ်ချင်းချင်းတူးနေတာဟုတ်ပြီ6နှစ်8လို့ကြတာဒီဒီနောက်ပိတ်နဲ့နောက်ပိတ်နှလုံးနဲ့ပေါင်းရင်ဒီကိုလို့ဖြစ်တယ် ဘရိတ်ကခုံလို့ဖြစ်တယ်ဒီ9နဲ့9နဲ့ပေါင်းရင်6ပြီးငါတို့အကြောင်းမဲ့ဒီမှာသွားတာမဟုတ်6ထိတ်လို့ပေးလာတဲ့သဘောဖြစ်နေဒုတိယကမှလည်း तू အဲ့လိုပဲเนาะကိုနောက်ပိတ်နဲ့နောက်နှလုံးပေါင်း9နဲ့ပေါင်းရင်8ရှင်းလို့ဖြစ်ပြီး तू ရှင်းပရိတ် तू ရိုက်လိုက်တာရှင်းပရိတ်လို့ तू ဖြစ်လဲတဲ့ပြိုင်နဲ့ဒီရှင်းနဲ့ဒီရှင်းပရိတ်နဲ့ပေါင်းရင်ဒီ6အဲ့ဒီ6လို့ဖြစ်လေတယ်ပြန်နေ तू က6 8မှာညတို့ဒီချိန်မှာเนาะတိပိတ်ကြပြီတယ်မနေ6ထုတ်ဒီ 6ထိပ်ဒီဘုံတွေဝင်ချသွားဟုတ်ပြီအဲ့လိုဆိုလို့ညီတို့ဒီချိန်မှာလည်းညီတို့ပြန်ကြည့်ကြည့်လိုက်နော်၃နောက်ပိတ်နဲ့နောက်နှလုံးပေါင်းခွန်ဒီခွန်လို့ဖြစ်ရပြန်နဲ့ဘရိတ်က6 6နဲ့ခွန်နဲ့ပေါင်းဒီ6 6ဆိုအဒီချိန်မှာ6ထိပ်နဲ့ဝင်ရသူ6ရှိနေဆိုညီတို့စဉ်းစားကြရလေးကဟဲ့လား6ရှစ်တွဲနေဆိုညီတို့ငါးတလုံးကတ်ထိုးအောင်မိသိမြအဲ့ဒါလေးကျွန်တော်ပြန်ရတယ်တက်လာတကွယ်သေးဗျာမိသိမြနော်685သူ့ရိုက်ခိုင်းတာက685ပ ငါနောက်ပိတ်နဲ့ကျွန်တော်ကြိုက်တယ်ငါနောက်ပိတ်ကိုကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဆင်းပြအောင်နော်ဘာလို့လဲဒီဖြစ်တင်လေးကျွန်တော်ချေချေဝေးကျွန်တော်တို့ထောက်ထားတွေကခိုင်ခိုင်နှုံနှုံရှားလေးကျွန်တော်တို့တက်ကလွဲမာရင်းဖြစ်နေတာနော်မိတ်ဆွေများအဲ့လိုငါနောက်ပိတ်တစ်ချက်ကိုကျွန်တော်ပြန်ကြည့်ကြည့်လိုက်နော်မိတ်ဆွေများဒီနှစ်ချင်းမြောက်ပွားတဲ့ကျွန်တော်ငါနောက်အဲ့တော့မလို့ရှိမလဲဆိုတော့ငါနောက်ပိတ်ကြားတယ်နော်တို့2025မြောက်ကင်2024နှစ်ကုန်ကစနှစ်ကုန်ကမှပြန်ကြည့်ကြည့်လေနော်တိပတိလိုဖြစ်တာ တစ်ချိန်ရှိတယ်ဗျာဒီမှာနှစ်သုံးညကိုတစ်ချိန်မတို့2025တဲ့မှာဒါလဲ69လေးတစ်ချိန်ရှိတယ်နောက်တစ်ခုဒီမှာ68ကုန်တစ်ချိန်ရှိတယ်အချိန်ရင်မတူဘူးနော်အချိန်ရင်မတူတိုင်းတူတိုင်းညတို့ကြည့်လို့ရှိရင်ညတို့ကလမ်းကြောတွေကုန်လွဲတာဒါဖြစ်စဉ်လေးတူသွားတာလေးကိုညတို့ချက်ပြန်ကြည့်ကြည့်လိုက်နော်ဖြစ်စဉ်များနော်ဒီတိပရိလိုကြတဲ့ပုံကလည်းကျွန်တော်လောင်းဝိုင်လေးလုံးယူကြည့်လိုက်မယ်ဗျာအဲ့ဒါဒီမှာတိပရိတိပရိလိုကြတဲ့ဥစားလေးကနှစ်၃ညကို ။တစ်တုံညာကိုလိုကြယူနောက်နှလုံးပေါင်းကိုသည်ကိုနောက်ပိတ်ပြီးခဲ့။ဟုတ်ပြီ။ဒါပထမကဒုတိယကမှန်မြရှစ်ကိုလေးရှစ်ကိုလေးလူကြလဲနေပြန်နေနောက်နှလုံးပေါင်းသုံးသည်သုံးနောက်ပိတ်ကြတာ။အဲ့လိုဆိုရင်ညတို့ကကြရင်တော့မတူဘူး။68ကုန်သည်တိပတိတ်လိုသူကြခဲ့ပြီ။ဒီလိုလိုလူကြတယ်ပဲနဲ့ဟဲ့လား6ရှင်းကိုဒီနောက်နှလုံးပေါင်း9လို့ပြောလို့ချင်းညတော့9နောက်ပြီပြီးခဲ့ဟဲ့လား9နောက်ပြီပြီးခဲ့ ဲ့ဒါမိတ်ဆွေများကျွန်တော်ဒီတိပိဋိတ်တိပိဋိကြတိုင်းနောက်နှလုံးဒီနောက်မိတ်တလုံးကြဒီမှာလဲရှစ်ကိုးလေးနောက်နှလုံးပေါင်းသုံးဒီသုံးလုံးပေးကြအဲ့တော့အခုအချိန်မှာလဲ6ရှစ်ကိုနောက်နှလုံးပေါင်း5ဒီ5နောက်ပိတ်ကြာတာ5နောက်ပိတ်ကြာတယ်နီမကြာတယ်နီနော်အဲ့ဒါလေ5နောက်ပိတ်တလုံးနဲ့တွန်းတော့ခုကျွန်တော်ဖြတ်တဲ့ဇာတ်နဲ့တိုက်ဆိုင်နေတယ်နော်ဟုတ်ပြီအဲ့ဒါထားလိုက်တော့ဒါနီချင်းပြတဲ့မှာခုဒီမှာလဲကျွန်တော်က6ရှစ်တွဲနေကျွန်တော်ကကိုးပရိကြီးတော့ရိုက်ချင်တာကိုဒီကိုးပရိကဘာကြောင့်ရိုက်လဲဒီမှာ မ63ဒီနော်နော်မောင်ကိုမလို့ကိုပရိဆိုင်မှာ68တွင်းနဲ့မိသူများအဲ့လိုဆိုလို့ရှိရင်68တွင်းနဲ့658ဟုတ်လား68ဒီနှစ်ခွက်ထဲပဲရမိသူများအလုံးဒါမှမဟုတ်အလုံးမဒီနှစ်ခွက်ထဲထိုးရတော့အာထိုးလိုက်ပေါ့ဟုတ်လား68ဝူညလို့အာလိုက်ပေါ့ဒီကနန်းတစ်ခွက်တည်းရှိတာဗျမိသူများဒီတကန်းတစ်ခွက်တည်းတော့ကန်ဆန်းတင်ပါတယ် အလုံးမိတ်ဆွေများကိုလည်းကျွန်တော်ဒီလိုအခက်အခဲငလင်းတွေဒုက္ခတွေများတယ်ဒုက္ခဒုက္ခများတဲ့အချိန်မှာဟုတ်လားလလန်းမီယာလေးပောက်ကနန်းများ ဖြစ်ခဲ့မယ်ဆိုရင်မိတ်ဆွေတို့အတွက်အနော်ထောက်ကူလေးများဖြစ်ကျင်နေဖြစ်ပေါ်ဗျာဒါတော့မတတ်နိုင်ဘူးဗောနော်အလုံးမဲမိတ်ဆွေများဒီငါတူတူတုတ်တုတ်နဲ့ကျွန်တော်လည်းခုနပြောလို့ပဲဒီဆိုင်ကလေးနဲ့ပဲမိတ်ဆွေများကိုကျွန်တော်ခုနှစ်ချိန်မှာနော် 69နဲ့69ရှင်းနှစ်ကွက်တည်းရိုက်ပြီးတော့ကျန်တာကိုအားထိုးလိုက်ပေါ့ဗျာမိတ်ဆွေများနော်ဒီတစ်ကွက်တည်းပဲထိုးလိုက်ပေါ့ဗျာ68တွဲနဲ့ကိုပရိဒိုဒီမို့638ပေါ့သူသူကြတဲ့ပုံစံမျိုး6ပရိ5ပရိ4ပရိကျွန်တော်ကတော့ခုနကပြောလို့ပဲဒီပုံစံယူခဲ့တာမို့လို့ကျွန်တော်ကနော်ရှင်းနှစ်လေးဒီနောက်နောက်လုံးပေါင်း6မို့လို့6ပရိရိုက်တယ်ဒုတိယကမလဲသူကနော်4ပရိမကိုတုံညာ5နောက်နောက်လုံးပေါင်း5မို့လို့6တိ7တိ5ပရိရိုက်တယ်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကတော့ ိုးတွေပဲကျွန်တော်ရိုက်တော့မယ်နော်မိသိများဒီ line မှာလည်းဒီ line မှာဆရာတွေကတော့တော်တော်များများတင်တယ်တိုးပေမဲ့များလည်းကျွန်တော်လောက်ကြီးတွေပေးမယ်မထင်ဘူးဖြစ်နေတာအမှန်တကယ်တော့သူကဒီတိုင်းပေးနေတာပဲနော်ကျွန်တော်ဒီချိန်မှာတော့ကြိုက်လိုက်ပေါ့ဗျာမိသိများကြိုက်မယ်ဆိုတော့ဖောက်တုံညာရှင်းတဲ့ဖောက်တုံညာအန်65ရှင်းတဲ့နှစ်ွက်ပေါ့ကျွန်တော်ကတော့ကိုးပရိကြိုက်ပူကြိုက်တာနော်အဲ့တော့မိသိများရိုက်ရှင်တော့68တွေကိုငါးတလုံးကပ်ပြီးတော့ ထိုးလိုက်ပုံဗျာတတရကတ်ဆိုတော့အာရာတော့ပူစိတ်ချရတယ်ပေါ့65ဟုတ်လားကျွန်တော်ကြိုက်တာ65ပဲမိတ်ဆွေများဟုတ်မနော်အလုံးမဲမိတ်ဆွေများကျွန်တော်ဒီကတူတူတုတ်တုတ်လေးနဲ့ဒီလိုင်းလေးကိုမိတ်ဆွေများကိုကျွန်တော်ထပ်ဆင့်ရှင်းပြလိုက်မယ်ဒီလိုင်းကတော့ပထမမူရင်းကတော့ကျွန်တော်လည်းမပြောတတ်ဘူးကွာမူရင်းတင်တာကျွန်တော်ပထမအချိန်တုန်းတင်တယ်လေးပြည့်တင်တယ်ကျွန်တော်မကြိုက်ဘူးတော့ပြင်မအောင်နဲ့နောက်တခါတစ်ပြည့်တင်မိတယ် ဆရာတွေထိနာဆရာတွေတော်တော်များများတင်မိတယ်ကျွန်တော်တို့ကလည်းခုနကပြောလို့ပထမတစ်ကြိမ်လည်းအောင်တယ်ဒုတိယကြိမ်လည်းသုံးသံမရှိဘူးတစ်ခါဇက်တိုက်ဇက်တိုက်အောင်လာတာဆိုတော့ကျွန်တော်လည်းမကြိုက်ဘူးပဲကိုယ့်အနေနဲ့ကိုတော့ကိုယ်လိုင်းနဲ့ကိုရှာထိုးနေတာကိုယ်လိုင်းနဲ့ကိုရတတ်တာအောင်မှုရှင်နော်အဲ့တော့မိတ်ဆွေများဒီလိုင်းကတော့စင်ခဲစင်ခဲတော့အောင်းနေလာတယ်ကြီးတတိယလက်များပေးမလားပြစ်ကျင်နေပြီးနိုင်တာမပြေးလဲပြီးပြီးဟဲ့လားညတို့မိတ်ဆွေများအနေနဲ့ထိုးမဲ့တော့ရင်ဖောက်တုံညာရှင်းနဲ့ 6ရှင်ကနေနှစ်ွက်လေးအာထိုးလိုက်ပုံဗျာနော်ဟုတ်ပြီ